မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မတ်လ25ရက်နေ့နေ့လယ်ပိုင်းကရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မွန်ပြည်နယ်ဘီးလင်းမြို့မှာရှိတဲ့ဘီးလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးကို drone နဲ့တိုက်ခိုက်ခံရတာကြောင့်လမ်းသွားလမ်းလာအရသာပြည်သူတအူးမိုင်းစာထိမှန်ဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မတ်လ24ရက်နေ့မနက်9:00နာရီအချိန်ကမှဘီလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးကိုတော်လိုင်းတပ်ဖွဲ့တစ်ခုက drone နဲ့ဘုံသေးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာ drone ဘုံတစ်လုံးဟာထွေအုပ်ရုံးရဲ့အလံတိုင်းပေါ်ကိုကျရောက်ပောက်ကွဲခဲ့တဲ့အတွက်ရုံးအရှိကနေစိုက်ကယ်ဖြတ်မောင်းသွားတဲ့အရသာပြည်သူတို့ရဲ့တင်မားကိုမိုင်းစာထိမှန်တန်းရရှိခဲ့တယ်လို့သိရပါတယ်။မိုင်းစာထိမှန်တန်းရရှိခဲ့တဲ့အရသာပြည်သူကတော့ ဘီလင်းမြို့နယ်ပြည်သူစေယုံမှာဆေးထည့်ပြီးတော့နေရက်ကိုပြန်သွားပြီလို့ဒေသခံတဦးကပြန်လည်ပြောပြထားပါတယ်အလားတူပဲဒီကနေ့မနက်7:00နာရီအချိန်ကမှလည်းဘီလင်းမြို့နယ်နတ်ကြီးကျေးရွာအနီးမှာရှိတဲ့စစ်ကောင်စီရဲ့စစ်စေးရေးဂိတ်ကို drone နဲ့တိုက်ခိုက်ခံရပေမယ့်ထိခိုက်ဒဏ်ရာရတာတော့မရှိဘူးလို့ပြောပါတယ်။ဘီလင်းမြို့နယ်မှာစစ်ကောင်စီတပ်နဲ့တော်လိုင်းအင်အားစုပူးပေါင်းတပ်ဖွဲ့တွေကြားမှာအခုနှစ်ဆန်းပိုင်းကစပြီးတော့နှစ်ဖက်စစ်ရေးတွေပုံမတင်းလာသလိုစစ်ကောင်စီဘက်ကလည်းစစ်ကြောင်းထုတ်ဖို့ပြင်ဆင်နေတာရှိနေတယ်လို့တော်လိုင်းတပ်ဖွဲ့ရဲ့တာဝန်ရှိသူတွေပြောပြကြတဲ့အရာသိရပါတယ်။ဘီလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဟာအာဏာသိမ်းကာလအတွင်းမှာ၄ချိန်ထက်မနည်းတိုက်ခိုက်ခံထားရပြီးတော့ရုံးအဆောက်အဦတချို့ထိမှန်ပြစီတာတွေလည်းရှိခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အကြံဖတ်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကခန့်အပ်ထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်ဒေါက်တာမူထန်ရဲ့ထန်တလန်မြို့မှာရှိတဲ့နေအိမ်ခြံနဲ့မြေများအလုံးကိုပြည်သူပိုင်းအဖြစ်နဲ့ချိတ်ပိတ်သိမ်းဆည်းလိုက်ပြီးဖြစ်တယ်လို့ချင်းပြည်သူ့ကာကွယ်ရေးတပ် CDF TD ကတရားဝင်သတင်းထုတ်ပြန်ကြေညာလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ချင်းပြည်နယ်ထန်တလန်မြို့တစ်ခုလုံးကိုမိရှုဖျက်ဆီးနေတဲ့အကြံဖတ်စစ်တပ်ကိုအားပေးသူပြည်သူလူထုအပေါ်ရက်စက်ကြမ်းကြုတ်စွာအကောင့်ထဲပေါ်ဆောင်ရွက်နေတဲ့လုပ်ငန်းများမှာတက်တက်ကြွကြွပါဝင်သူအကြံဖတ်စစ်တပ်ကဖွဲ့စည်းထားတဲ့စစ်ကောင်စီအဖွဲ့ ွဲ့မှာအဖွဲ့ဝင်တအူးအဖြစ်နဲ့ပါဝင်ဆောင်ရွက်ခဲ့သူဖြစ်တဲ့အတွက်၎င်းပိုင်ဆိုင်နဲ့ထန်တလန်မြို့မှာရှိတဲ့အိမ်ချမ်းမြေများအားလုံးကိုတော်လိုင်းကြီးကာလအတွင်းမှာပြည်သူလူထုကိုစား CDF ထန်တလန်ကောင်ဆယ်ကအပီးပိုင်တင်စီလိုက်ခြင်းဖြစ်ပြီးတော့လိုအပ်တာများကိုလည်းဆက်လက်ပြီးတော့လုပ်ကိုင်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ပြောဆိုထားပါတယ်။အစ်စ်တက်လာမဲ့အစိုးရတက်ထန်းကိုထမှန်ပြီးတော့လွှဲအပ်သွားမှာဖြစ်ကြောင်းကြေညာချက်ထုတ်ပြန်ထားပါတယ်။အလားတူပဲ အခုနှစ်ဖေဖော်ဝါရီလ25ရက်နေ့ကလည်းအကြံဖတ်မင်းအွန်လိုင်းခန့်အပ်ထားတဲ့စစ်ကောင်စီအဖွဲ့ဝင်ဒေါက်တာမူထန်ရဲ့ဟာခါမြို့မှာရှိတဲ့နေအိမ်ကိုချင်းတော်လိုင်းအိတ်တက်များကပြည်သူပိုင်းဖြစ်တဲ့ချိတ်ပိတ်သိမ်းယူခဲ့ကြောင်းထုတ်ပြန်ခဲ့ရမှာအခုထန်တလန်မြို့မှာရှိတဲ့နေအိမ်သိမ်းပိုက်ခံရမှုမှာဒုတိယအချိန်မြောက်နေအိမ်ချိတ်ပိတ်သိမ်းစီခံရမှုလည်းဖြစ်တယ်လို့သိရပါဗျ။စစ်ကောင်စီအဖွဲ့ဝင်ဒေါက်တာမူထန်ဟာရန်ကုန်မြို့နယ်နေပြည်တော်မှာနေထိုင်လျက်ရှိပြီးတော့ချင်းပြည်နယ်ဝင်းကြီးကျောက်ဖောင်းဦးဟုံဝိုင်းအငြိမ်းစားညွန်ကျုံဒေါက်တာဗမောင် ရာထူးဝင်အဖွဲ့ဝင်ခေါင်းဦးငုံမောင်ချင်းပါတီခေါင်းဆောင်တအုပ်ဖြစ်တဲ့ဦးနှုတ်ထံကတ်တို့နဲ့အတူ ချင်းပြည်တဲ့ပါတီကိုတီထောင်ကစစ်ကောင်စီကကျင်းပမဲ့ရွေးကောက်ပွဲမှာဝင်ရောက်ရှင်းပြရန်ပြင်ဆင်နေတယ်လို့သိရပါဗျ။သူကအရင်ကတည်းကစစ်တပ်ပါတီဖြစ်တဲ့ကြက်ခိုင်ရေးပါတီမှာပါဝင်နေတဲ့သူဖြစ်တဲ့အပြင်ရွေးဥတော်လည်းကာလမှာလည်းစစ်တပ်နဲ့တရားရာဂိုင်းနှုံးပူးပေါင်းထားသူဖြစ်ပါတယ်။ဒါကြောင့်ဒီလိုမျိုးပိတ်ပင်တာကိုလက်ခံသင့်ပါတယ်လို့ CNA CNF ကအဖွဲ့ဝင်တအုပ်ကပြောကြားထားပါဗျ။ချင်းပြည်နယ်ကြက်ဖို့ပါတီဥက္ကဋ္ဌဖြစ်ခဲ့သူဒေါက်တာမူထန်ဟာအကြမ်းစစ်ကောင်စီရဲ့အဖွဲ့ဝင်အဖြစ်နဲ့2023ခုနှစ်ဖေဖော်ဝါရီလ18ရက်နေ့မှာမင်းအွန်လိုင်းကခန့်အပ်ခဲ့ခြင်းဖြစ်ကြောင်းတရင် ရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းစိတ်ဖြူမြို့နယ်အမှတ်9လေးချောင်းရံကာကွယ်ရေးစစ်စင်ရေးကိုကဲမှုဌာနချုပ်ကဗိုလ်မှူးစော်စော်ဝင်းက စစ်စေးရင်ဂိတ်ဖွင့်ပြီးတော့ကုန်တင်ကားများခရီးသွားပြည်သူများထံကနေပြီးတော့ချင်းချောင်းငွေကြေးတောင်းခံလျက်ရှိတဲ့အပြင်စစ်မှုထမ်းဥပဒေကိုအကြောင်းပြပြီးတော့လူငယ်များရဲ့မိဘများထံကနေလည်းငွေညင်ချင်းများကိုလှုပ်ဆောင်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အမတ်ကုန်းလေချောင်းရံကာကွယ်ရေးစစ်စင်ရေးကိုကဲမှုဌာနချုပ်ကဗိုလ်မှူးစော်စော်ဝင်းကစိတ်ဖြူမြို့နယ်ကံစုံးမှခြေရွာအနီးမှာစစ်စင်ရေးဂိတ်များဖွင့်လှစ်ပြီးတော့အဲ့ဒီစစ်စင်ရေးဂိတ်များကနေဖြတ်တန်းသွားလာနေတဲ့ကုန်တင်ကားများစီးပေါဆာကားများခရီးသည်တင်ကားများခရီးသွားပြည်သူများထံကနေပြီးတော့ ငွေကြေးတောင်းခံမှုများကိုချိမ့်ချောက်ပြီးတော့လှုပ်ဆောင်နေတယ်လို့သိရပါတယ်။ဒီကံဆုံးမှချေးရွာအနီးဂိတ်တွေမှာဘုံမှုစော်စော်ဝင်းကဘယ်လိုပြောရမလဲ။ဂိတ်ဖွဲ့ပြီးတော့ဆက်ချေးကောက်နေတာပေါ့။ကံဆုံးမှချေးရွာအနီးမှာစစ်စေးဂိတ်ကနေပြီးတော့ဖြတ်တန်းသွားလာနေတဲ့ကုန်တင်ကားတွေ၊စီပေါင်းစားတွေ၊ခီးတဲ့တင်ရင်လိုင်းတွေ၊ဆိုင်ကယ်စီးပြီးသွားလာနေတဲ့ခီးသွားပြည်သူတွေစီကနေပြီးတော့ပတ်စံကောက်နေတာပါ။ ဝေကျက်ထောင်ကနန်းကနေပြီးတော့တိမ့်ချီပြီးတော့ကိုတောင်းနေတာလို့အဲ့ဒီအခြေအနေကိုသိရှိတယ်စစ်တပ်နဲ့ဆက်နွယ်နေတဲ့သတင်းရေးမြစ်ကပြောပြထားပါတယ်ဒါအပြင်ဘုံမှုစောစောဝင်းတဲ့အဖွဲ့ကစိတ်ဖြူမျိုးနဲ့ကံစုံးမလေချောင်းရံကာကွယ်ရေးတပ်အနည်းကခြေရွာများကိုလှည့်လည်ပြီးတော့စစ်မှုထမ်းဥပဒေကိုအကြောင်းပြပြီးတော့လူငယ်တွေရှိတဲ့အိမ်တွေကနေပြီးတော့ငွေကျက်သိမ်းနဲ့ခြေပြီးတော့မိဘတွေစီကငွေငယ်ချင်း PDF ဆိုပြီးတော့လူငယ်များကိုဆွဆွဲဖမ်းဆီးကာငွေနဲ့ချင်းများကိုလည်းတောက်လျှောက်ဆိုသလိုလှုပ်ဆောင်တဲ့ရှိတယ်လို့သိရပါတယ်။လူငယ်တွေကတော့အတင်းအဓမ္မဖမ်းဆီးတယ်။ PDF လို့ဆွဆွဲပြီးတော့ပတ်စံတောင်းတယ်။စစ်မှုရေးဥပဒေကိုအကြောင်းပြပြီးတော့ငွေတောင်းပါတယ်။ပတ်စံတောင်းလို့မပေးရင်မိဘတွေကိုခေါ်တယ်။ချင်းချောက်ပြီးတော့ပတ်စံတောင်းတယ်။ဘလို့ဆုံးလဲဆိုရင်သူတို့ရဲ့ရဲဘော်တွေတောင်မှသူ့ကိုမကြိုက်ကြတော့ဘူးလို့ငွေညှိခံရတဲ့လူငယ်တအူးရဲ့မိဘကတရင်ပေးဖို့ပြောကြားထားပါတယ်။ ဘုံမှုစောစောဝင်းကတက်တွင်းဖိနှိပ်မှုများကိုလည်းလှုပ်ဆောင်လျက်ရှိတဲ့အပြင်တက်တွင်းတွေကရဲမေများကိုလည်းနှုတ်နဲ့လိမ်မန်းဆိုင်ရာစော်ကားပြောဆိုခြင်းများကိုလှုပ်ဆောင်နေတယ်လို့သိရပါတယ်။ ၎င်းဟာအိမ်တော်ရှိတော်လဲရေနံချောင်းမြို့မှာရဲစခန်းကဒူရဲကိုအမျိုးသမီးရဲအရာရှိကိုလဲခိုးယူပေါင်းသိမ်းခြင်းနာကိုလဲလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။ဇနီးဖြစ်သူကတော့နေပြည်တော်တပ်ကုန်းမှာနေထိုင်တယ်လို့သိရပါတယ်။အဲ့ဒီဘုံမူးကတော့ကျမ်းပေရမ်းပေစိုးပေဆိုတဲ့ကောင်မျိုးဖြစ်နေပြီးဘသူမှလဲမတားရဲတိုင်လဲဘာမှမဖြစ်ဘူး။ပြည်သူလူထုကတော့အခမ်းရဆုံးပါပဲလို့ဒေသခံပြည်သူများကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းဆက်လင်းမြို့နယ်ဆွေးဆာရံဖုန်ကြီးကျောင်းကိုအကြမ်းဖက်ဆက်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခတ်ခြင်းကြောင့်တပ်တော်86ရက်အရွယ်တန်ဃာတော်တပားပြန်လည်တော်မူခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စလာ24ရက်နေ့မနက်7:00နာရီကျော်ကမှာ ဆလင်းမြို့နယ်ဂွေးကုန်းကျေးရွာမှာရှိတဲ့ရွှေစာရံဘုံကြီးကျောင်းကိုအကြမ်းမဆက်တက်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးကျောင်းထဲမှာရှိတဲ့တပ်တော်86နဲ့အရွယ်ဦးစင်ကြီးတပါးနဲ့ပြည်သူ9ဦးထိခိုက်ဒဏ်ရာရရှိကစေကူတရံပို့ဆောင်တဲ့အချိန်မှာလမ်းမာတဲ့ဦးစင်ကြီးဟာပြန်လည်တော်မူသွားတယ်လို့သိရပါတယ်။စစ်ခွေးလေရင်နဲ့ဘုံကျဲသွားတာတပ်တော်86နဲ့အရွယ်ဦးစင်ကြီးတပါးပြန်လည်တော်မူသွားပါတယ်။ဘုံကြီးကျောင်းကိုဘုံကျဲပြီးတော့စစ်ခွေးတွေက Telegram Channel မှာ PDF အရောက်တရာသိပါတယ်ဆိုပြီးတော့အောင်ဝဲခံနေကြတာစစ်ခွေးတွေရဲ့အုံနောက်ထဲမှာစွဲနေတာက ဘုံကြီးကျောင်းတွေစာတင်ကျောင်းတွေမှာရဲဘော်တွေခိုးအောင်းနေမယ်လို့တထစ်ချမှတ်ထားပုံရတယ်လို့စလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်အလားတူပဲမန္တလေးတိုင်းနထိုးကြီးမြို့နယ်ကိုအောင်ရွာဖုန်ကြီးကျောင်းကိုအကြမ်းဖက်ဆက်တက်ကလေးကျောင်းကနေဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ကျောင်းအဆောက်အုံများပျက်စီးခဲ့ရာကြောင်းနထိုးကြီးမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောကြားထားပါရယ်မက်လာ24ရက်နေ့ညနေ4:15မိနစ်ခန့်အချိန်မှာနထိုးကြီးမြို့နယ်ကိုအောင်ရွာဖုန်ကြီးကျောင်းကိုအကြမ်းဖက်ဆက်တက်က Jet Fighter နဲ့ဘုံကျဲတက်ခတ်ခဲ့တယ်လို့သိရပါတယ်။အကြမ်းမဲ့စစ်တပ်ရဲ့လေကြောင်းတက်ခတ်မှုအတွင်းမှာပြည်သူများထိခိုက်မှုမရှိတော့လဲကိုယ့်အရွာဖုန်ကြီးကျောင်းမှာရှိတဲ့အဆောက်အုံများထိခိုက်ပျက်စီးသွားတယ်လို့သိရပါတယ်။ကိုယ့်အရွာဖုန်ကြီးကျောင်းကို Jet Fighter နဲ့ဘုံကျဲတက်ခတ်သွားတာပါ။မနေ့ကညနေ၄:၅မိနစ်ဝန်းကျင်မှာလုတ်သွားတာ။ လူထိခိုက်တော့မရှိပါဘူးဆက်လက်နဲ့နဲ့ရောပြစ်သွားတာပါဖုန်ကြီးကြောင့်အဆောက်အဦတွေတော့ထိခိုက်ပျက်စီးသွားပါတယ်လို့ရထိုးကြီးမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်ဒါအပြင်မခွေးတိုင်းပေါ့မြို့နယ်နေတက်ချေးရွာကိုအကြပ်ပတ်စစ်တပ်ကဂျက်ဖိုင်တာနဲ့လေကြောင်းကနေတိုက်ခိုက်ခဲ့ပြီးပြည်သူနှောက်ဦးထိခိုက်ဒဏ်ရာရရှိကနေအိမ်တလုံးပျက်စီးသွားကြောင်းအညာမြေအရက်ဘက်လူအဖွဲ့စီမြန်ကတာဝန်ရှိသူတို့ကသတင်းပေးဖို့ပြောကြားထားပါတယ်မတ်လ24ရက်နေ့နေ့လယ်7:45မိနစ်အချိန်ကမှ ပေါမြို့နယ်နေတက်ချေးွာကိုအချက်မဆက်တက်က Jet Fighter နှစ်စီးနဲ့တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲပြည်သူဝိုင်းနေအိမ်များကိုမိလောင်ဘုံများချဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဘာတိုက်ပွဲမှကိုမရှိဘူးဗျ။အကြောင်းမဲ့တက်တက်ကိုလာပြီးတော့ချဲသွားတာပြည်သူတွေအခုဆိုရင်တော်တော်ကိုကြောက်ပြီးတော့စစ်ဆောင်နေကြရပါတယ်။တချို့ဆိုရင်ညရောက်မာတော်ကြောက်နေကြရတာညအိမ်မောကြတဲ့အချိန်ဆိုရင်လေကြောင်းကနေလာပြီးတော့ဘုံချဲချတဲ့လွန်းလို့ညဆိုရင်ရှောင်ပြီးအိမ်နေကြရတဲ့လူတွေလည်းရှိတယ်။ လေချောင်းကဖုန်ကြီးချောင်းတွေကိုကြီးပြရွေးပြနေတာဆိုတော့ဖုန်ကြီးချောင်းမှာတော့မနေရကြပဲနဲ့စစ်ဆောင်နေကြရတယ်လို့အညာမြေအရက်ဘက်လူအဖွဲ့အစည်းညာရင်ကတောင်ရှိသူကရှင်းပြထားပါတယ်အချမ်းဘတ်စစ်တပ်ကဘုံကျဲတိုက်ခိုက်ခဲ့တဲ့နယ်တပ်ရွာဟာမြန်မြို့နယ်နဲ့ပေါင်မြို့နယ်အဆက်ကြားမှာတည်ရှိတဲ့ခြေရွာတွေရွာဖြစ်ပြီးတော့တိုက်ပွဲဖြစ်ပွားခဲ့ဘူးချင်းလည်းမရှိတဲ့ခြေရွာဖြစ်တယ်လို့ဒေသခံပြည်သူများကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အခုလာမယ့်ဒီဇင်ဘာလမှာရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက်လုံခြုံရေးစိုးမိုးရန်စနစ်တကျဆောင်ရွက်ကြရန် အကြံဖတ်မင်းအွန်လိုင်းကပြောဆိုလိုက်ပြန်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကနေပြည်တော်မှာပြုတ်လုတဲ့အမျိုးသားစီမံကိန်းကော်မရှင်အစည်းအဝေးမှာအကြံဖတ်မင်းအွန်လိုင်းကအခုလိုမျိုးပြောဆိုလာခြင်းဖြစ်တယ်လို့သိရပါဗါး။လာမယ့်ဒီဇင်ဘာလအတွင်းမှာပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက်လုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးဆောင်ရွက်ရန်တိုင်းနယ်ပြည်နယ်အလားလုံခြုံရေးလုပ်ငန်းများကိုစနစ်တကျဆောင်ရွက်ကြရန်လိုအပ်ကြောင်းမင်းအွန်လိုင်းကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ဒါ့အပြင်နိုင်ငံတကာနိုင်ငံရဲ့နိုင်ငံရေးအင်အားစီးပွားရေးအင်အားနဲ့ကာကွယ်ရေးအင်အားများကောင်းမွန်ရန်အတွက်လုံတဲ့လုံထိုက် က်တဲ့လုပ်ငန်းများကိုရရဝဝဆောင်ရွက်ကြရန်လဲအကြံဖတ်မင်းအောင်လိုင်ကပြောဆိုလိုက်ပြန်ပါတယ်အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့လက်ရှိနိုင်ငံရဲ့တဝက်ကျော်ကိုတော်လိုင်းတပ်ဖွဲ့များနဲ့တိုင်းသာတော်လိုင်းတပ်များကထိမ့်ချုပ်သိမ့်ပိုက်ထားကြောင်းကိုတရားဝင်ထုတ်ပြန်ကြေညာထားပါတယ် ရန်ကုန်အခြေဆိုင်2020ရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်ခဲ့တဲ့ရှမ်းတိုင်းရင်သာလွှတ်တော်ကိုယ်စားလှယ်လောင်းတဦးကတော့စိတ်ခေါင်းဆောင်ကရွေးကောက်ပွဲကျင်းပရန်မကြာခဏထုတ်ဖော်ပြောဆိုနေတော်လဲလက်တွေမှာတော့လုံခြုံရေးအခြေအနေအရအလွန်ပင်ရှုပ်ထွေးနေကြောင်းပြောဆိုလိုက်ပါတယ်။တပြည်လုံးအတိုင်းအတာအနေနဲ့ရွေးကောက်ပွဲလုံမှာမဟုတ်ဘဲစစ်တပ်ကလုံခြုံရေးစိုးမိုးတဲ့ဒေသများကိုသာအပိုင်းလိုက်အပိုင်းလိုက်ရွေးကောက်ပွဲပြုလုပ်မှာဖြစ်တဲ့အတွက်အမေရိကန်လွှတ်တော်နဲ့အမေရိကန်အစိုးရဖွဲ့စည်းမဲ့အခြေအနေလို့ယူဆကြောင်းတုံ့သက်ပြောဆိုထားပါတယ်။သူကရွေးကောက်ပွဲလုံမယ်သာပြောတာတကယ်တမ်း 외곽 웹제보가 그렇게 말해. ခက်ခဲနေတာကြီးကိုအတင်းတွန်းပြီးတော့လုပ်ရင်လဲတပြည်လုံးရွေးကောက်ပွဲတော့မဖြစ်နိုင်ဘူးအမေရိကန်ရွေးကောက်ပွဲပဲဖြစ်ပါလိမ့်မယ်ဒီရွေးကောက်ပွဲမှာပေါ်လာမယ့်အစိုးရကလည်းစစ်တပ်ကချုပ်ကင်ထားမယ့်အစိုးရပဲပေါ်လာမှာပါအဲ့ဒီတော့ပြောချင်တာကလက်ရှိစစ်တပ်ကပဲကြီးဆုံးအုပ်ချုပ်မယ်အရသာအမေရိကန်အစိုးရတက်လာမယ့်သဘောလိုပဲပြောလို့ရတယ်နိုင်ငံရေးအချက်အတဲနဲ့ငြိမ်းချမ်းရေးအတွက်ဘာမှကိုထူလာမှာမဟုတ်ဘူးလို့၎င်းကတုံ့တက်ပြောဆိုထားပါတယ်အဲ့ဒီရှန်တိုင်းရင်သားနိုင်ငံရေးသမားကပဲရွေးကောက်ပွဲကျင်းပပြီးတဲ့နောက်အချက်မဲ့စစ်ခေါင်းဆောင်မင်းအောင်လှိုင်အနေနဲ့သမရအဖြစ်နဲ့တာဝန်ထမ်းဆောင်နိုင်ွယ်ရှိတယ်လို့တုံ့တက် က်ပြောဆိုထားပါတယ်လက်ရှိအကြမ်းဖက်စစ်ကောင်းဆောင်ကတော့ကြမ်းဖက်ပါတီကပဲဖြစ်ဖြစ်တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်ဘက်ကပဲဖြစ်ဖြစ်ဒုတိယတမရလောင်းအဖြစ်နဲ့အမိစရင်တင်သွင်းပြီးတော့တမရတက်လို့နိုင်တယ်လို့ကျွန်တော်တို့ယူဆပါတယ် သူတမရလုတ်ချင်လုံးလုံးကိုဒီအခင်းကျင်းကိုဖန်တီးနေတာပဲလေလို့၎င်းကပြောပြထားပါဗျ။အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်က2020ရွေးကောက်ပွဲမှာမဲမတမာမှုရှိတယ်ဆိုပြီးတော့2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မှာလူလူရွေးချယ်တင်မြှောက်ထားတဲ့အစိုးရခေါင်းဆောင်များကိုဖမ်းဆီးပြီးမတရားစစ်အာဏာသိမ်းခဲ့ခြင်းဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။အခုလိုမျိုး မြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ